WD online media ကိုကြည့်ရှုအားပေးနေကြပရိသတ်များရှင်။ပြပကိုရေထွက်ကုန်၅တင်ပို့မှု2025-2026ဘဏ္ဍာနှစ်အပြီးလာအတွင်းမက်ထရစ်တန်3000နီးပါးတင်ပို့ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာပြပကိုရေထွက်ကုန်ပစ္စည်းများတင်ပို့လျက်ရှိရာ2025-2026ဘဏ္ဍာနှစ်အပြီးလာအတွင်းပြပကိုရေထွက်ကုန်၅တင်ပို့မှုအနည်းနဲ့ မထရတန်3000နီးပါးတင်ပို့နိုင်ခဲ့တယ်လို့ငါးလုပ်ငန်းဦးစီးဌာနတာဝန်ရှိသူတဦးထံကနေသိရှိရပါတယ်2025-2026ဘန်နာနေ့အေဗီလာ၁ရက်နေ့ကနေအေဗီလာ30ရက်နေ့အထိတလတာကာလအတွင်းပုံမှန်ကုန်သွယ်မှုမထရတန်1231.4167တန်တင်ပို့ပြီးတော့အမေရိကန်ဒေါ်လာ73.603တန်ရရှိခဲ့ကနေဆက်ကုန်သွယ်မှုမထရတန်1 19640ဒသမ869တန်တင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ15ဒသမ94သန်းရရှိခဲ့တဲ့အတွက်ပြည်ပကို9တင်ပို့မှုစုစုပေါင်းမက်ဒရစ်တန်19892ဒသမ73တန်တင်ပို့ကအမေရိကန်ဒေါ်လာတန်29ဒသမ469သန်းရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့2024 2025ဘဏ္ဍာနှစ်ကာလတူအချိန်ကပြည်ပကို9တင်ပို့မှုဟာမက်ဒရစ်တန်19892 2251တသမ888တန်တင်ပို့ပြီးအမေရိကန်ဒေါ်လာ28တသမ993တန်ရရှိခဲ့ပါတယ်။ဒါကြောင့်အခုဘန်နာနှင့်အေဘီလာအတွင်းပြည်ပကို9တင်ပို့မှုဟာရကင်ဘန်နာနှင့်ကာလာတူအချိန်နဲ့နှိုင်းယှဉ်ပါကမက်ဒရစ်တန်2620တသမ295တန်ပို့မှုပြီးအမေရိကန်ဒေါ်လာ3ညတသမ614တန်ပို့မှုပါတယ်။ မြန်မာနိုင်ငံမှဗဇွန်အပါဝင်ငါးအစရှိရည်ထွက်ကုန်များကို တရုတ်နိုင်ငံ၊ထိုင်းနိုင်ငံ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ဂျပန်နိုင်ငံအစရှိရည်နိုင်ငံပေါင်း40ကျော်ကိုတင်ပို့လျက်ရှိပြီးရန်ကုန်မြို့မှတဆင့်ပုံမှန်တင်ပို့တဲ့အပြင်နေဆက်မှလည်းတိုက်ရိုက်တင်ပို့တယ်လို့သိရှိရပါတယ်ရှင်။